ရခိုင်ပြည်ဘူးတိတော်မြို့နယ်တန်လျှောက်ခံကြေးရွာမှာတိုက်ပွဲအတွင်းပျက်စီးသွားခဲ့တဲ့ဗလီအပါအဝင်နေအိမ်တယောက်ကျော်ကိုရခိုင်မျိုးသားအဖွဲ့ချုပ်အရခတက်တော် ULAA ကပြန်လည်တိစောက်ပေးနေတယ်လို့သိရပါတယ်။အဲဒီကြေးရွာမှာတိုက်ပွဲကလာအတွင်းပျက်စီးသွားခဲ့ရတဲ့မွတ်စလင်ဒေသခံတွေရဲ့နေအိမ်132လုံးနဲ့ဗလီတလုံးတို့ကို ULAA ကပြန်လည်တိစောက်ပေးနေတာဖြစ်ပါတယ်။အရင်ကတန်လျှောက်ခံရွာနေရာမှာတိစောက်ပေးတာမျိုးမဟုတ်ဘဲနဲ့ နေရအစ်စ်မှာရွာအစ်စ်ရှာပြီးတော့ဆက်လုပ်ပေးနေတာလို့သိရပါတယ်။လက်ရှိမှာတော့နေအိမ်130ကျော်ကိုဆက်လုပ်ပြီးစီးပြီးဒိသခံတွေနေထိုင်နေကြပြီလို့သိရပါတယ်။အခုတန်းလျှောက်ခံရွာအစ်စ်မှာမွတ်စလင်အင်ထောင်စု132စုရှိပြီးစုစုပေါင်းလူဦးရေ800လောက်ရှိပါတယ်။အဲ့ဒီကြီးရွာမှာ2018ခုနှစ်စည်ရင်အရလူဦးရေ900ကျော်ရှိပေမဲ့လူဦးရေ100လောက်ဟာတိုက်ပွဲကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ပြည်မဖက်ကိုတိတ်ရှောက်သွားခဲ့ကြတာကြောင့်လက်ရှိမှာတော့800လောက်ပဲကျန်ရှိတော့တာဖြစ်ပါတယ်။အဲဒီရောဟာပြီးခဲ့တဲ့2024ခုနှစ်မေလ3ရက်နေ့ကစစ်တပ်နဲ့အေအေတို့တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တဲ့နေရာဖြစ်တယ်လို့တိုက်ပွဲကာလအတွင်းအဲဒီရောကမွတ်စလင်အယောက်600လောက်ကိုအေအေကတပ်ဖြတ်ခဲ့တယ်လို့မွတ်စလင်အေအေလှုပ်ရှားသူတွေနဲ့စစ်တပ်ကစွပ်စွဲထားတဲ့ရွာလေးဖြစ်ပါတယ်။